အဓိကစိုးရိမ်မှုနှမျိုးသူပြောထားတယ်။တခုကလူမှုရေးပိုင်းပေါ့။လူဆိုးတွေအဆိုးရဆိုးတွေကဒီနေပညာကို အလွဲသုံးစားလုပ်နိုင်တဲ့အန်ဒီ။အင်း။အဲ့ဒါကြောက်စရာပဲ။နောက်တစ်ခုကနေပညာပိုင်းဆိုင်ရာအန်ဒီ။ AI တွေကအရန်စွာကြီးလာတဲ့အခါထိ ंछ ုပ်ဖို့ခက်လာနိုင်တာမျိုးပေါ့။မင်္ဂလာပါရှင် ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်ကြော်လရာကတော့ AI ရဲ့အနာဂတ်အကြောင်းပါအထူးသဖြင့် Google DeepMind ရဲ့ CEO Damis Service နဲ့ Wired Magazine တို့ရဲ့ interview နေ့ရတဲ့အချက်လက်တွေကိုခြေခင်ပြီးပြောကြောက်မှာပါဟုတ်ကဲ့ဒီ interview ကတော်တော်လေးစိတ်မစားစရာကောင်းပါတယ်အထူးသဖြင့် Artificial General Intelligence AGI ပေါ့လေအဲအဲ့ဒါနဲ့ပတ်သက်တဲ့သူရဲ့ comment ချက်တွေမျှော်လင့်ချက်တွေစိုးရိမ်မှုတွေအစုံပဲ ဟုတ်ပါရဲ့ဆရာဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်က AGIC 20ရဲ့လမ်းကြောင်းသူ့ရဲ့ထိနိုင်ခြေရှိရဲ့အကျိုးတရားမှုတွေပြောဒါနဲ့ပတ်သက်တဲ့မျောလင်းချက်တွေစိုးရိမ်မှုတွေပို့ပြီးနားလည်ဖို့ပေါ့နော်။ကဲအထူးထူးဆန်းစစ်ကြည့်ကြရအောင်။ဆက်လက်ကြအောင်။ Hasabis က Deep Mind ကိုစားထောင်ကလေးကရည်ရွယ်ချက်ကတော်တော်ကြီးရဲ့နော်။သူပြောတာကဉာဏ်ရည်ဆိုတော့ကိုအရင်အဖြစ်ရှာမယ်။ပြီးရင်အဲ့ဒီဉာဏ်ရည်နဲ့ကျန်တာတွေအကုန်ဖြည့်ရှင်းမယ်ဆိုပြီးတော့လေ။ဟုတ်ကဲ့။သူ့ရဲ့ Ultimate Goal ကအဲ့ဒါပဲ။အခုသူက AGI ပေါ်တော့လူသားတွေလိုချက်ချက်ပြင်ပင်စဉ်းစားတွေးခေါ်နိုင်တဲ့ AI မျိုးအဲ့ဒါလာမဲ့9နှစ်10နှစ်အတွင်းဖြစ်လာဖို့90ရာခိုင်နှုန်းလို့ခန့်မှန်းထားတယ်အမ်ဒါတော်တော်လေးအချိန်ကြီးနေပြီလို့ဆိုလိုတာလားဟုတ်ကဲ့အဲ့ဒီ90ရာခိုင်နှုန်းဆိုတာကစဉ်းစားစရာပဲဒါပေမဲ့လေအရေးကြီးတာက AGI ကိုဘလို့အတိပဲဖွင့်စလဲဆိုတဲ့အပေါ်မှာမူတည်ပြီးအချင်းခါမှန်းချက်တွေကွာသွားနိုင်တဲ့ဆိုတာပဲဟာဆာဘစ်ကတော့လူရဲ့တိမြင်မှုစွမ်းရည်တွေကိုပဲစံထားပြီးပြောတာ ဘာလို့လဲရှင်อืมဘာလို့လဲဆိုတော့လက်ရှိမှာလေရေပြို့ညာရေ general intelligence ဆိုတာကိုပြနေတာလူဦးနောက်ပဲရှိသေးလို့ပါသူထောက်ပြတာကလက်ရှိ LLMs လို့စနစ်တွေမှာတကယ်ကျူးကျောင်းစင်ကြင်မှုလို့စီမံကိန်းချတာတို့မှတ်ညံတို့အမ်တီထွန်းဖန်တီနိုင်စွမ်းစစ်စစ်တွေအပြည့်အဝမရှိသေးဘူးပေါ့အာ ဟုတ်ကဲ့ပြီးတော့လုံရံအမျိုးမျိုးမှာတထမတိစွားဆောင်ရည်မျိုးမပြနိုင်သေးဘူးဥမာပြောရရင်ခက်ခဲတဲ့တင်ချဘောက်စာတွေဖြည့်နိုင်မယ်မယ်အရှိခံကြတဲ့တင်ချမှာပြန်မနေတာမျိုးတွေပေါ့อืมဟုတ်ကဲ့အဲ့ဒါမျိုးတွေတွေ့ရတယ်ဒါဆို AGI တကယ်ဖြစ်လာရင်ကောအပြောင်းလဲကရုပ်ကြေကြီးဖြစ်သွားမလားဒါမှမဟုတ်ဖြစ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 ်မဲ့လားသူ့မြင်ကဘယ်လိုလဲဟာဆဘစ်ကတော့အများအဖြင့်ဖြစ်ဖြစ်ပြောင်းလဲမှုမျိုးပိုဖြစ်နိုင်တယ်လို့ရေပြီးသုံးသပ်ပါတယ် ဘာလို့လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာကပ္ပါကြီးကသူ့အချိန်နဲ့သူလဲပတ်နေတာကိုချက်ချင်းကြီးအကုန်ပြောင်းဖို့ခက်တယ်လေဟုတ်ကဲ့ဒါပေမဲ့သူလဲ hard take off ဆိုတဲ့အချိန်လေးကိုတော့လုံးဝမပယ်ချထားဘူးဗျာဆိုလိုတာက AGI ကသူ့ဘာသာသူအချိန်အနော်မြန်မြန်နဲ့တိုးတက်ပြီးသူ့ကိုအရင်တော့တီထွင်လိုက်တဲ့အဖွဲအစည်းဒါမှမဟုတ်နိုင်ငံကိုတခြားသူတွေလိုက်လို့မမီနိုင်တဲ့အသာစီးမျိုးရသွားစေနိုင်တဲ့အချိန်လေးပေါ့ အဲ့ဒီလိုအခြေအနေကကြတော့ပထဝီနိုင်ငံရဲ့အရာစိုးရိမ်စရာတွေဖြစ်လာနိုင်တာကောနော်ဘယ်သူကအရင်ဆုံးထိုင်းချုပ်နိုင်မလဲပြီးတော့အဲ့ဒီ AI ထက်တော့ဘယ်လိုတန်ဖိုးထားမှုတွေထည့်မလဲဆိုတာတွေကအရေးကြီးလာမှာပဲတကယ်ကိုအရေးကြီးပါတယ်တအားကြောင့်လဲ Hasabis ကပြန်ဆိုင်မှု PR တွေကိုတီးပေးမယ် AI ရဲ့အကျိုးကျေးဇူးတွေဥပမာဆေးပညာလို့ swine and no မှာတုံးနိုင်ဖို့ ਨੇ NDA တွေကိုစီမံခန့်ခွဲဖို့အဲ့ဒီနှစ်ခုလုံးကိုဟန်ချက်ညီညီလှုပ်ဖို့လိုတယ်လို့အလေးပေးပြောပါတယ် န်ဒီရီရဲ့အကြောင်းဆက်ရရင်သူအထူးကစိုးရင်တာနှစ်ချက်ရှိတယ်ဆိုတော့ဟုတ်ကဲ့သူထောက်ပြတာနှစ်ခုရှိတယ်တစ်ခုကလူဆိုးတယ်အဲမတ်တမာသူတွေက AI ကိုအလွဲသုံးစားလုပ်နိုင်တာอืมလက်နက်လိုမျိုးပေါ့ဟုတ်ကဲ့နောက်တစ်ခုကတော့ဤပညာပိုင်းဆိုင်ရာစိန်ခေါ်မှုပဲ AI နေပို့ပို့ပြီးစွန့်ထလာတဲ့အခါသူတို့ကဘလို့ဘေးကင်းအောင်ထိန်းချုပ်မလဲဆိုတာပေါ့ဒါကြောင့်စီးမြင့်တွေလိုလာတာပေါ့နော်ဟုတ်ပါတယ်ထျောက်တဲ့စီးမြင့်တွေ အထူးသဖြင့်နိုင်ငံတကာအဆင့်မီပူပေါင်းဆောင်ရွက်မှုတွေလိုတယ်လို့သူကမြင်တယ်။ဒါပေမဲ့လည်းလက်ရှိကမ္ဘာနိုင်ငံကြီးအခြေအနေတွေကြောင့်ဒါကခက်တယ်ဆိုတာလည်းသူဝန်ခံထားတယ်။ဟုတ်ကဲ့။ဆိုတော့ဘေးကင်းမှုထိန်းချုပ်နိုင်မှုနားလည်နိုင်မှုတွေနဲ့ပတ်သက်တဲ့သူတည်တနာတွေအများကြီးလုပ်ဖို့လိုသေးတယ်။ပြီးတော့အိုးချုပ်မှုပုံစံနဲ့ပတ်သက်ပြီးလူဖွဲ့စည်းရဲ့ဆွေးနွေးမှုတွေလည်းလိုအပ်တယ်လို့သူကဆိုပါလေ။ဒီတော့အစွမ်းထက်လာမဲ့ AI ကြောင့်လူတွေစိတ်အပူဆုံးကတော့အလို့အကင်ကိစ္စပဲဖြစ်မဲ့ဖြစ်နေတယ်။ ဒီအပေါ်မှာကောက်ကူပြီလို့မြင်လဲရှင်လောလောဆယ်တော့အကြည့်ကြပြောလဲတာမျိုးမရှိသေးဘူး AI ကအများအဖြစ်လူတွေကိုကူညီတဲ့ကိရိယာတစ်ခုနေနဲ့ပဲရှိနေသေးတယ်လို့သူကသုံးသပ်တယ်ဥပမာ DeepMind ရဲ့ Alpha 4လို့ပေါ့သိပ္ပံပညာရှင်တွေအတွက်အများကြီးထောက်ကူဖြစ်စေတယ်ဟုတ်ကဲ့ Alpha 4ကတကယ်အောင်မြင်မှုတစ်ခုပဲဒါပေမဲ့လာမယ့်ငွားနေစံတွေအတွက်မှာတော့တိတာတဲ့အပြောင်းလဲတွေဖြစ်လာနိုင်တယ်လို့သူကမျှော်လင့်တယ်တစ်ဖက်မှာလည်းသူကအကောင်းမြင်စိတ်နဲ့ကြည့်တယ်ဤပညာသစ်တွေကအလို့ကင်သစ်တွေ တခါတလေပို့ကောင်းတဲ့အလုပ်တွေဖိုင်တီးပိတ်တဲ့သမိုင်းကိုလည်းထောက်ပြတယ်။အိုးတင်ပေးနိုင်တယ်လို့တော့သူကပြောတယ်။အဲဒါကြောင့်လူတွေတွေကို AI ကရိယာတွေတုံးတတ်အောင် STEM နဲ့ programming လေ့လာဖို့ပြီးတော့ AI ကိုကောင်းကောင်း from လောက်တက်ဖို့ fine tune လောက်တက်ဖို့သူတိုက်တွန်းတာပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒါဒီတရင်တန်းစာပို့ထုတ်လုပ်မယ်ဆွမ်းရှိလာနေတယ်လို့သူကဆိုတယ်။ဒါပေမဲ့တခုရှိတာက AGI ကတကယ်လို့မြလူတွေလုံနိုင်တာအကုန်လုံးလုံနိုင်တော့ပြီဆိုရင်ကိုအဲ့ဒီခါကျရင်ဘယ်လိုလုပ်မလဲ။အဲ့ဒီအချက်ကိုသူလည်းအတိအမှတ်ပြပါတယ်။ ဒါပေမဲ့လေလူသားအချင်းချင်းစာနာမှုဂရုစိုက်မှုလိုအပ်တယ်လို့ဒီဥပမာသူနာပြီအလုပ်မျိုးရင်းမှာတော့လူတွေပဲဆက်လုပ်နေနိုင်သေးတယ်လို့သူကယူဆချစ်စပီအနာဂတ်ကိုဝေးဝေးကြည့်လိုက်ရင်ကောနှစ်20 30လောက်ပေါ့ Hesbis က radical abundance ဆိုတဲ့အလုံးအမြင့်ပေါ်ကျွမ်းမှုခက်ကိုရောက်နိုင်တယ်ဆိုပြီးတော်တော်အကောင်းမြင်ထားလဲနော်ဟုတ်ကဲ့သူ့ရဲ့ vision ကအဲ့ဒီလောက်ထိသွားတယ်သူမြောင်မရတာက AGI ကသာယောဂဖျားကြီးစွမ်းရင်ပြည့်တနာတွေလို့ ကြီးမားတဲ့ကိစ္စတွေကိုဖြေရှင်းပေးနိုင်ခေရင်ပေါ့လေဥပမာစားငံရီကိုတောက်ရီတန့်ဖျက်အောင်လုပ်ဖို့စွမ်းရင်ကိုအလကားနီးပါးရနိုင်တာမျိုးပေါ့အဲ့ဒီလိုဆိုရင်လူသားတွေမကြုံဆူဘူးပေါ့ကျွဲဝါမှုကိုခံစားရပြီးဂျယ်ရီစီခရီးသွားနိုင်တဲ့အထိဖြစ်နိုင်တယ်လို့ဆိုပါတယ်อืมဒါပေမဲ့လက်ရှိကမ္ဘာမှာတော့ရဲအမြင့်မျှော်ဝဲမှုမညီတာတို့ရာသီဥတုပြဿနာတို့ရှိနေတာလေအဲ့လိုပေါ်ကျွဲဝါမှုကတကယ်ချစ်လာပါမလား ဲ့ဒီတန်တရားတွေကိုသူကခြေပုံးကစိတ်ဝင်စားဖို့ကောင်းလေ AI ကနေရလာမဲ့တကယ့်ကိုအခြေခံကြတဲ့ပေါ်ကြွယ်ဝမှုဥပမာ စွမ်းရင်စေးတုံညာနီးပါဖြစ်သွားတာမျိုးက လူတွေရဲ့တယောက်နဲ့တယောက်လူရတဲ့အတွဲခေါ် zero sum thinking ကိုအပြာလန်အကျိုးရှိတဲ့အတွဲခေါ် positive some thinking see ပြောင်းလဲပြင်နိုင်တယ်လို့သူကရှင်းပြတယ်။ဟောအတွေးခေါ်ပိုင်းပြောင်းလဲမှုလိုတာပေါ့။ဟုတ်ပါတယ်။ ဒီလိုအနာဂတ်ကိုရောက်ဖို့ဆိုရင်ဒီပို့ကျွားမှုကိုလူဖွန့်စီကဘလို့လက်ခံကျင့်သုံးမလဲဘလို့မြတ်ဝေကြမလဲဆိုတာကိုအတွေးခေါ်ပညာရှင်တွေလူမှုသစ်ပိုင်ပညာရှင်တွေကအများကြီးလေ့လာသုံးသပ်ဖို့လိုတယ်လို့သူကမြင်တယ်လက်ရှိအရင်ရှင်စနစ်ကတိုးတက်မှုကိုတွန်းအားပေးနေပြီမဲ့ AGI ခေလွန်စီးပွားရေးစနစ်ကတော့အခုနဲ့လုံးဝမတူတဲ့အခြေခံကြကြပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်လို့သူကဆိုတယ်။လက်ရှိမှာတော့ AI နဲ့ပတ်သက်ပြီးစူးရင်မှုလေအဲတချို့ဆိုကြောက်တာဒေါသထွက်တာတွေရှိနေကြတယ်လေ။ဒီအပေါ်မှာကောသူဘလို့တုံ့ပြန်ထားလဲ။ဒီလိုစူးရင်မှုတွေကြောက်ရွံ့မှုတွေရှိတာကိုသူနားလည်မှုရှိတယ်လို့ပြောပါတယ်။ဆက်မှုတော်လန်ရေးခေဥဝလူတွေရဲ့စူးရင်မှုတွေနဲ့လည်းနိုင်ရှင်ပြတယ်။อืมဟုတ်ကဲ့။ဒါပေမဲ့သူကအချိုးကျစုတွေကိုပြန်လဲအလေးပေးပြောကြားပါတယ်။ Alpha 4လို့စေပင်ရဆိုင်ရာအောင်မြင်မှုတွေရာသီဥတုနဲ့စွန့်ရင်ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်အလားအလာတွေကိုထောက်ပြတယ်။ပြောရင် AI ဖွံ့ဖြိုးတိုးတက်ရေးကစိန်ခေါ်မှုကြီးတစ်ခုဖြစ်ပေမဲ့လူသားမျိုးနွယ်ရဲ့အကြီးမားဆုံးပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အလားအလာကြောင့်မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုလို့သူကရှုမြင်ပါတယ်။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ထုတ်ရရင်တော့ အတိကမတားစရာတွေက AGI ဟိုင်းထွင်ထားတာတဲ့ပုံနည်းနေတိုက်တယ်။ရောက်လာရင်တဖြည်းဖြည်းဖြစ်နိုင်ပေမဲ့အကျိုးသက်ရောက်မှုကကြီးမားနိုင်တယ်။ NR ကိုထိန်းချုပ်ဖို့ဤပညာတော်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပါလိုအပ်တယ်။ဟုတ်ကဲ့။ပြောအနာဂတ်မှာအလွန်အမင်းပေါ့ကျော်ဝါမှုဖြစ်လာနိုင်ခြင်းရှိပေမဲ့အဲ့ဒါကိုလူတိုင်းတရားမျှတစွာခံစားနိုင်မှုအတွေးခေါ်ပိုက်ပြောင်းလဲဖို့လိုတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါလေ။ဟုတ်ပါတယ်။နောက်ဆုံးနေနဲ့စဉ်းစားစရာလေးတခုခြံခဲ့ချင်တာကဟာဆာဘစ်ပြောသွားလဲ AGI ခက်လွန်စီးပွားရဲ့အကြောင်းပဲ။ အကေ၍ AI ကအကန့်အသတ်မရှိနီးပါတယံဇာတာတွေဖန်တီးနိုင်ပြီးအလို့အများစုကို လုံနိုင်သွားတဲ့အနာဂတ်မျိုးမှာပေါ့လေတန်ဖိုးဆိုတာကိုဘာနဲ့တိုင်းတာကြမလဲအင်းစိတ်ဝင်စားစရာမေးခွန်းမယ်ဟုတ်တယ်အဲ့ဒီတန်ဖိုးအတိပဲဖွင့်ဆိုချက်အတိကိုဘို့ပြူပြီးလူဖွဲ့စည်းတွေကဘယ်လိုပုံစံနဲ့ပြန်လဲပြန်ပတ်ဖွဲ့စည်းတည်ဆောက်ကြမလဲဒါကတော့တကယ်ကိုနက်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 စဉ်းစားနေရမယ်ကိစ္စတစ်ခုပါပဲ ကျိုးရှိရဲ့ဘ ഹു တုတာတွေနဲ့လူတိုင်းအတွက်အသုံးဝင်မဲ့လျှို့ဝှက်နီးလန်းတွေကိုဖော်ပြတင်ဆက်ပေးနေလျက်ရှိတဲ့ကျမတို့ရဲ့ Sri Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မြစ်တာရဲ့ခံအပ်ပါရရှင်။